မင်္ဂလာပါခင်ဗျ Smartless YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့စာရေးသူတကောင်ရှင်များရေးသားထားတဲ့ထောင်မင်းသားဥပုသောဆိုတဲ့ဝတ္ထုကလေးကိုအပိုင်းငါးအနေနဲ့တင်ဆက်ပေးသွားပါမယ်ဒီကနေ့မှာတော့ဝိညာဉ်ကလေးစားဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးပါမယ် Channel ကလေးကို Like and Subscribe လုပ်ထားပြီးပါခင်ဗျဘေးနာက Note Run လုပ်လည်းနေပေးထားပါလူတို့အစူတီစီကြပြီးတဲ့နောက်ဘဝတစ်ပါးပြောင်းသွားတဲ့အခါမှာဘဝတကူမရောက်မီအကြတခါတည်းရန်ရုပ်အကောင့်တည်းဆိုတာမရှိဘဲနဲ့ ျွန်တော်တို့ဘုံနဲ့တဆက်တည်းတည်ရှိတဲ့အများခေါ်တဲ့တဆေဘုံကိုရောက်သွားတယ်လို့ဆိုပါတယ်။အဲ့ဒီဘုံကနတ်ဝိညာဉ်နဲ့သာကြဆားနေပြီးတော့မှသူတို့ရဲ့ပရိသေရီကပရိသေရီလေးမျိုးရှိတဲ့အနက်အမိဝမ်းနဲ့လွဲပြီးမွေးရတဲ့ပရိသေရီလည်းမဟုတ်ဥမာပေါက်ဖွားတဲ့ပရိသေရီလည်းမဟုတ်တပင်ဝါပင်တို့ကဖြစ်တဲ့သံသေးတဆပရိသေရီလည်းမဟုတ်ပဲနဲ့နတ်ဒီပြမာတွေလိုဖွားကနေဖြစ်ပေါ်လာတဲ့ဥပပတ်ပရိသေရီမျိုးဖြစ်ပါတယ်။ဒီဝိညာဉ်ဘုံသားတွေကနေဂိုင်တွေလို့ရတဲ့သွေးသားပင်မဟုတ်စေကမူသူတို့လူရှိရရုပ်ဆင်းတဲ့ရံမျိုးမျိုးကိုဆောင်းနိုင်တဲ့ ကမဇီတကူလို့ဆွဲတဲ့တိတ်တမျိုးပြီးမြောက်နေတော့ဒီတရံတွေကိုလည်းကျွန်တော်တို့ဘုံသားတွေကိုတွေ့မြင်စေလို့တဲ့အခါမှာဒါတွေ့မြင်စေနေနေအဲ့ဒီဝိညာဉ်ဘုံကကျွန်တော်တို့ဘုံနဲ့တပြေးတည်းရှိတဲ့အပြင်ဖြစ်ရတဲ့ဘဝကလည်းအချိန်ရှည်ကြာခြင်းမရှိသေးဘဲနဲ့လူဘဝနဲ့နှီးဆက်လာတော့သူတို့ဖြစ်ခဲ့တဲ့ဘဝဟောင်းကိုပြန်ပြောင်းအမှတ်ရမယ်ဆိုရင်ရနိုင်တော့ပါတယ်လောကရန်ဒီအပြင်ဆိုရင်တည်ခြင်းဆိုတာကအတော့ရှည်ကြာစွာမခံနိုင်တဲ့ဦးမင်းဟောင်းတို့ရဲ့ယုတ်ကလက်ကိုဆွန့်ပစ်ပြီးရုပ်တည်လဲလဲခြင်းများသာဖြစ်လို့လူဘဝကဆူတည်ပြီးဒီလိုဥပပပပရိသေတီရှိတဲ့ဘဝကိုရောက်တဲ့အခါအိမ်မက်တဲ့သူကယုတ်တိရနိုးလာတဲ့တပြိုင်နက် ခရီးတာထင်ပြီးခြံရက်တဲ့မိမိရဲ့အိမ်မက်ကိုပြန်ပြီးအမှတ်ရတယ်လို့ရှိမယ်။ဒါကြောင့်မလို့ဒီဝိညာဉ်ပုံသားတွေကတခါတည်းကမိမိတို့ရုပ်ဟောင်းတဲ့အသွင်မြင်ကိုဆောင်ပြီးတော့မှကျွန်တော်တို့ရဲ့ဘုံကိုပြန်လာတဲ့ကြောင့်အပြင်ပြောတဲ့ကြားရပူပါလေ။ဒီပုံသားတွေကကျွန်တော်တို့ဘုံသားတွေကိုကြောက်ရွံ့လာပြီးတနေသမျှရှောင်ကျင်ကြတဲ့စိုးစည်းကမှုရမယံကတို့ကကျွန်တော်တို့ဘုံကိုလာရောက်လာပြီးတော့ဘေးအန္တရာယ်မျိုးမျိုးကိုပင်ပေးတတ်တယ်လို့ယုံကြည်ကြတယ်။အခုဖော်ပြမယ့်ထုတ်ပတ်တီကတော့ဥပိုးတော်စီကတစဉ်ကြားသိရတဲ့အတိုင်းရေးသားခြင်းဖြစ်ပြီးတော့မှ ဝိညာဉ်ပုံနဲ့လူပုံအဆက်အသွယ်တစ်ခုကိုဖော်ပြတဲ့အထောတန်ဒူးဆန်းတဲ့ပြပြတစ်ခုဖြစ်ပါတယ်။ဒါဆိုကျွန်တော်ကဥပိုးထားတဲ့ကိုရီးပြပြတစ်ခုကိုသူပြပြရတဲ့အောက်မှာရေးသားအပ်ပါတယ်။ကျွန်တော်မှာဘိုးထော်ကအထက်မြမာပြီးအမီမဖော်လူတော်ထောင်တောင်မှာအချင်းချခံလျက်ရှိတော့ကျွန်တော်တို့ကထောင်ကထောင်မှုကြီးခွင့်ယူသွားလိမ့်တဲ့အတွက်သူ့ရဲ့နေရာကိုရန်ကုန်က Rose Mia ဆိုသူထောင်မှုသည်တယောက်ရောက်လာတယ်။နောက်ရောက်လာတဲ့ထောင်မှုကအင်္ဂလိပ်သူရဲ့တော်ပင်ပါတဲ့အင်္ဂလိပ်ကလာကပြားတယောက်ဖြစ်ပြီးအသက်40ကျော်လောက်ရှိလို့အလွန်မိုးကြီးတဲ့လက္ခဏာရှိပါတယ်။မျက်နှာကလည်းရောကျွန်းလည်းမရှိ အိနေကြည်လွန်ခြင်းလည်းမဟုတ်တဲ့မျက်နှာမျိုးတရှိပြီးတော့မှဒီကြည်ချင်းခံကြခြင်းဩဇာတိတ်ကမှရှိခြင်းတွေကတပေါင်းတစည်းတည်းပေါင်းဆက်ထားသလိုရှိတယ်။အနေတိုင်းမူရာအဖြစ်ရခင်ကကျွန်တော်တွေ့ခဲ့ဘူးတဲ့ထောင်မှုတွေနဲ့မတူဘဲနဲ့တရားသူကြီးတယောက်လို့လည်းကောင်းဝှက်လုံးတယောက်ကဲ့သို့လည်းကောင်းရှိနေပြီးတော့မြန်မာစကားကောင်းကောင်းတက်ပြီးရေကြီးဖော်ရေးစွာနဲ့ပြောဆိုတတ်ပါတယ်။သူမှခုနှစ်နှစ်ရွယ်သမီးကလေးတယောက်နဲ့ငါးနှစ်ရွယ်သားယောက်ျားလေးတယောက်ပါလာပြီးတော့မှကလေးတွေရဲ့ဖခင်ကမကူလူမျိုးကလမတယောက်ဖြစ်ပြီးငယ်ဆုံးကလေးငယ်စဉ်ကပဲဆုံးရှာခဲ့ပြီးဖြစ်ကြောင်းသိရတယ်။ကလေးတွေကိုထောင်မှုကြီးအမိခင်အိုကြီးနဲ့ အာရကလမတယောက်တို့ကကြည့်ရှုရတယ်။ထောင်မူကြီးရောက်ပြီးတဲ့နောက်၃ရက်တွင်မှာပဲထောင်သားတွေကိုစစ်ဆေးခြင်း၊ထောင်လုပ်တွေကိုကြည့်ရှုခြင်း၊ထောင်သားအဝင်အတွက်စည်ရင်အင်း၊ထောင်ရဲကျန်းမာရေး၊ထောင်အုပ်ချုပ်ပုံစားရတွေကိုကြည့်ရှုပြီးစီမံခန့်ခွဲပြီးပါပြီ။ဒီတဲမှာကျွန်တော်ကထောင်မူကြီးနဲ့နှစ်ကြိမ်၃ကြိမ်လာမျက်နှာချင်းဆိုင်ပြီးတော့ထောင်မူကြီးကကျွန်တော်အကြောင်းကိုတော်တန်သိရှိပြီးဖြစ်ရလက္ခဏာနဲ့ကျွန်တော်ကိုစောင်းပါရေးကြည့်ရှုတာကိုသတိပြုမိတယ်။ထောင်ထဲမှာသုံးသန်းသူတွေအထုရထောင်ပါတာတွေ ထောင်တန်းဒီတို့တို့ကြောင့်ကိုရေးမှတ်ထားတဲ့ရာဇဝင်တူကောက်တွေရှိပြီးတော့မှထာမူကြီးကကျွန်တော်ရဲ့ရာဇဝင်ကိုဖတ်ပြရန်ရှိတယ်ထာမူကြီးကအဲ့ဒီခါကသူနေထိုင်မဲ့ခန်းကိုဆေးကြောခြင်းရှင်းလင်းတုတ်တင်ခြင်းဆေးတုတ်ခြင်းအိမ်နာပရိဘောဂတွေကိုနေရာချထားခြင်းတွေလုပ်နေတော့အချင်းသမား၂ယောက်နဲ့အုတ်ထုတ်ပြဖာရာ၂ယောက်တို့ကဒီအလုပ်တွေကိုလုပ်ကင်ဆောင်ရွက်ရပြီးကျွန်တော်ကတော့အုတ်ထုတ်သူအကြီးကဖြစ်နေလိုက်ပါရတယ်ဒီလို၂ရက်၃ရက်လောက်လုပ်နေစဉ်အတွင်းမှာပဲတနေ့သောမနက်ခင်းမှာကျွန်တော်ကနေ့စီပန်တစည်းကိုထောင်ချံအတွင်းကယူလာပြီးတော့မှအင်းရှိစပွဲမှာရှိတဲ့ဘန်းတကောင်မှာစိုက်ထိုးလိုက်တော့ ထာမူကြီးနဲ့အမြတ်ချင်းစုံမိပြီးတော့ကျွန်တော်ကယူတည်ပြုတ်လိုက်တယ်။ဒီကထာမူကြီးကလည်းကျွန်တော်ကိုကြည့်ပြီးထာမဲသားမှန်ဖို့တော့မလားလို့မေးတဲ့အခါမြန်မာလူတော်တော်လေးပီတာစွာနဲ့မေးလိုက်ခြင်းဖြစ်လို့ကျွန်တော်ကပထမအာအသိနေပြီးဟောင်းမန်ကျောင်းနဲ့ဖြေလိုက်တယ်။မမင်းကဘာအမှုနဲ့ရောက်လာတယ်လဲလို့သူကထပ်မံပြီးတော့ရိုက်မှုလို့ပြန်ဖြေလိုက်တယ်။ဘသူ့ကိုရိုက်လို့လဲ။တပည့်လေးတယောက်ကမမိုက်ကန်ကန်ပြန်ပြောလို့ကျွန်တော်မျိုးဆုံးမမိတာ။နိုင်ယူနဲ့ချောင်းကျူးသွားတဲ့အတွက်ကျွန်တော်မျိုးထောင်ကျပါတယ်။အရင်ကထောင်ပန်းကကြာဘူးတယ်လေမမှုတော့ဒီတစ်ခါပါဆိုရင်တော့6ခါရှိပါပြီတခင် ဘာမှုတွေလဲအားလုံးကဓာတ်ထုတ်မှုနဲ့ရိုက်မှုကြီးပါပဲလိန်နာခိုးတာမရှိဘူးနော်ကျွန်တော်မျိုးမလိန်တတ်ပါဘူးခိုးလဲဘယ်တော့မှမခိုးဘူးဒေါသကြီးသလားဒေါသကြီးတာမဟုတ်ပါဘူးတခင်ကျွန်တော်မျိုးပေါ်မှာမဟုတ်တာလုံးဘယ်သူကမှမခံတတ်ဘူးပြန်လောက်ရမှစိတ်ကြည်နေတယ်မမင်းအချင်းစာရိတ်တာကောင်းတဲ့အကြောင်းနဲ့တတိရှိတဲ့အကြောင်းကိုအရင်ထောင်မှုကြီးကအကောင်းဆုံးရှင်းပြခဲ့တာပဲအထက်လူကြီးတွေကရေးချောင်းရှိရင်တကယ်ကူညီရတဲ့လူတယောက်လို့ပြောတယ်မမတယ်ထက်လူကြီးများကိုကျွန်တော်မျိုးယူသေးပါတယ်မမင်းဇာတိဘေရက်ကလည်းလူထပ်ပြီးတော့အထက်ရွှေဘူတော်ဘက်ကပါလို့ပြန်ပြေးလိုက်တယ် ရွှေဘူသားတွေကလည်းမနဲ့တတိကောင်းနေဆိုပါလားအင်္ဂလိပ်လိုရေးထားတဲ့မြန်မာယာဆိုတွေကိုကျွန်တော်နည်းနည်းပါးပါးဖတ်ဖူးတယ်မှန်ပါတယ်သူတို့ကမျိုးကြည့်စီရှိကြပါတယ်မန်ဘိုးတော်ကဘဲထောင်ဒီမှာတန်တီပြဘူးတလေရန်ကုန်အင်းစိန်မြောင်းမြအသားရပါဒီပါတော်လောက်ပါပြီဒါတဒီတောင်ကအကောင့်တွေကတော်တော်ငင်ငင်ဘိုးဘိုးရှိကြရလားလို့မေးတော့ရှိကြပါတယ်တခင်ကြီးဒါပေမဲ့၃၄ယောက်ကတော့နည်းနည်းဆိုးကျင်ပါတယ်သူတို့ကဘာလို့ဘူးလို့လဲထောင်သားချင်းချင်းရိုက်ဘူးတယ်ဒုတိယထောင်မှုတယောက်ကိုလက်သီးနဲ့ထိုးဘူးတယ်ထောင်မှုကလေးကိုတယောက်ကခဲနဲ့ပတ်ဘူးတယ် ဒါတွေပါပဲထောင်သားတွေပေါ်မှာမိုးတော်ကအတော်ပဲဩဇာညောင်းနေဆိုတဲ့အကြောင်းကျွန်တော်သိရတယ်မှန်ပါတယ်ကျွန်တော်မျိုးကတော့သူတို့ချစ်ချောက်ယူသည်ပါတယ်ဒါမှလည်းအုပ်ချုပ်လို့လွယ်တာပေါ့အချင်းချင်းအုပ်ချုပ်တာကျွန်တော်တို့လည်းတတ်တာပေါ့ဒီခဏမှာလက်ဖေးပွဲရောက်လာတာနဲ့ထောင်မူကြီးကကျွန်တော်ကိုမျက်နှာခတ်ချူချူနဲ့ကြည့်လိုက်လို့ကျွန်တော်ကလည်းတခြားပြည်လို့ဆောင်ရွက်ရရှိတဲ့အိမ်မူကိစ္စတွေကိုလုပ်နေပါတယ်အဲဒီကစားပြီးထောင်မူကြီးနဲ့အတော်ပဲမြန်မြန်တမ်းမိပြီဖြစ်လို့ထောင်မူကြီးကသူ့ရဲ့အလုပ်ခန်းကို၎င်းအိမ်ကို၎င်းမကြာခဏခေါ်ပြီးကျွန်တော်ကိုခိုင်းစီတယ်ကျွန်တော်ကလည်းဝတရားရှိတဲ့အတိုင်းယူတီကျုံးနှုံဆောင်နဲ့ဆောင်ရွက်ပြီးတယ် ကျွန်တော်ကအဲ့လိုထားမှုကြီးအင်ကိုဝကြီးဝငယ်ကြီးကိုဆောင်ရပေးဖို့မကြာခဏဝင်ထွက်သွားလာနေတော့ထားမှုကြီးကိုပြောရေးဆိုရဖြစ်လာပြီးခလေးရီနဲ့လည်းအတော်ပင်ခင်မင်းရင်းနှီးလာခဲ့တယ်ခလေးတွေကအဖအင်္ဂလိပ်ကပြားအမိမကူကလမားတို့ကနေဆင်းသက်ပေါဖွာလာတဲ့သားသမီးတွေဖြစ်ကြတဲ့အတိုင်းချစ်စပွဲကောင်းတဲ့ကလေးတွေဖြစ်ကြတယ်အချစ်ပြည့်သူမေရီကအသက်9နှစ်လောက်ရှိပြီဖြစ်တယ်လို့ဖြူဝဲနှုတ်တဲ့အသားရှေကော့တဲ့မြတ်တောင်ပြားတဲ့ဆူမြတ်ပြားလေးတွေရှိတဲ့မျက်လုံးနတ်မောင်တဲ့သမီးတွေရှိပြီးတော့မှနာတန်ကောင်းကောင်းမျက်လုံးပြပြနဲ့ရှိနေတယ် ဖြူစုပ်ပြီးပန်းနုရောင်ပေါင်းနေတဲ့အင်္ဂလိပ်လူမျိုးတွေရဲ့အသားနဲ့ပြားလဲတဲ့မျက်လုံးတွေကို၎င်းမိခင်ဘက်ကမကောလူမျိုးတွေရဲ့ပေါ်လွင်တဲ့နာရီနဲ့မဲနေတဲ့ဇပင်တွေကို၎င်းရောဆက်ပြီးအမွေရထားသလိုရှိနေတယ်။နုနယ်ဖြူဝင်းပြီးတော့မှဖမ်းမမမွေရှိနေတဲ့ဘာကလေးတွေကအရှောင်ချင်းနဲ့ပန်းသီးလိုရှိနေတယ်။မယ်ရီကမြန်မာစကားကိုတော်ပင်ပြောတတ်ပြီးဖြစ်တယ်လို့ကျွန်တော်လာတိုင်းမှာကျွန်တော်ဒီကိုကတ်လို့ဦးလေးကြီးဦးလေးကြီးနဲ့ခေါ်လေးရှိတယ်။ကျွန်တော်ကလည်းမယ်ရီရဲ့နုညံ့တဲ့ဘာပြင်ကလေးကိုကင်လို့ကျွန်တော်ရဲ့ကျန်းတဲ့လက်တွေနဲ့ပွတ်တက်လိုက်တဲ့အခါမယ်ရီကဦးလေးကြီးကလဲလို့ဆိုပြီးမျက်စောင်းထိုးကြည့်တတ်တယ်။ သူရဲ့အပြည့်ကင်းပြီးတော့မှပြလဲတဲ့မျက်လုံးကြီးတွေကိုမြင်တဲ့အခါကျွန်တော်ရဲ့ဇာတ်နဲ့မိုက်မဲတဲ့ဘဝအကြောင်းကိုပြန်ပြောင်းအောင်မိလို့သတိတရားရမိတယ်။ကျွန်တော်ရဲ့နေရင်းစာတီကိုလည်းကောင်းကျွန်တော်ရဲ့မိဘဆွေမျိုးများကိုလည်းကောင်းအမတ်ရမိတယ်။အမေရိက9ရက်သမီးကလေးပင်ဖြစ်ပါစေတော့လို့ဆုတောင်းမိတယ်။မေရီယာရုပ်ရည်လှပတာမဟုတ်ပါဇက်ကလည်းချဲစပွဲထွတီထွတာပြောတတ်တော့ကျွန်တော်ကဒီလိုပြောဆိုနေရတဲ့အခြေအနေမှာကျွန်တော်ရဲ့ရုံရင်းချမ်းတဲ့ဘဝကိုပဲမေ့လျော်နေပါတော့တယ်အငယ်ဘေဘီကတော့အသက်9နှစ်လောက်သားရှိပြီးအလွန်ဆော့တဲ့ကလေးတယောက်ဖြစ်တယ်လို့ မေဘီလိုမဟုတ်ဘဲနဲ့အရွယ်နဲ့မလိုက်အောင်ကြမ်းတမ်းနေစကားတင်စားဖြစ်ပြီးမြန်မာစကားကိုမပီကလာပီကလာပြောတတ်တယ်။ရုပ်ရည်အပြင်ဖခင်နဲ့တူလို့ခုံလိုက်ပေါက်လိုက်ပြေးလိုက်လွှားလိုက်တက်လိုက်နဲ့အမြင်ဆော့နေတဲ့ကလေးဖြစ်တဲ့အတိုင်းအရာကလမပင်ဘီဘီကိုဆလန်သားရတယ်။အချင်းကတရွေ့ရွေ့ကုန်းလွန်လာခဲ့ပြီးတော့မှကျွန်တော်ရထောင်သားကလည်းတက်ပြီးလာတာနဲ့အမျှကျွန်တော်တို့လွန်မြောက်ဖို့ရက်ဒီကလည်းနီးကပ်လာခဲ့ပြီးထမူးကြီးရောက်တာက3လကျော်လီလာလောက်ကြာပြီဖြစ်တယ်လို့တဏိတော်မနက်ခင်းမှာတော့ကျွန်တော်ကလက်သမားယုံမှအုတ်ထုတ်ပြပါတာတယောက်နဲ့စကားပြောစဉ်ထမူးကြီးရဲ့အော်ဒလီကလားတယောက်လာရောက်ပြီးတော့ ကျွန်တော်ကိုထောင်မူကြီးကအခုအလိုရှိတဲ့အကြောင်းပြောလာတဲ့အတွက်ကျွန်တော်ကလည်းသူ့ရဲ့အိမ်ကိုလိုက်ပါသွားရတယ်။အချင်းကတော့မနေ့လက်ဖေးတောက်ခြင်းဖြစ်ပြီးမဲ့ထောင်မူကြီးကစပွဲပိုင်းမှာတက်ခင်းထားတဲ့လက်ဖေးကိုတောက်ပြီးရမှရှိသေးမယ်နဲ့လက်ထက်နောက်ကိုပြည်လို့အခန်းထဲမှာလူသားတို့မျိုးစင်းညာရှောင်းနေတာကိုတွေ့ရတယ်။စပင်းကတက်ရက်စွာမရှိဘဲနဲ့စုပ်ဖွားဖွားပွားရောင်းရရှိနေပြီးတော့ထောင်မူကြီးကဥကောင်းကိုမကြမကြကုတ်လို့ကျွန်တော်ဝင်လာတာကိုတစ်ချက်လှမ်းပြီးတော့မှကြည့်လိုက်လို့ရှောင်းပြဲရှောင်းနေပြန်တယ်။ခဏကြာတော့ကျွန်တော်ကိုလှမ်းပြီးတော့ဟေးမောင်ဘိုးတော့ရောက်လာပလား။ ။မှန်ပါတဲ့တခင်ကြီးတို့ကျွန်တော်ကပြန်ပြောလိုက်တယ်။သိခက်တယ်မှဘူးတော့ကြီး။ဒီဟာရောင်းရမှာလဲအခက်မရောင်းရမှာလဲအခက်။ကျွန်တော်ကိုအကြံကလေးများနည်းနည်းပါပါပေးစမ်းပါအောင်။အမေရှိပါတခင်ကြီး။ကျွန်တော်မျိုးတက်နိုင်တဲ့များကူညီဖို့အသင့်ရှိပါတယ်။ခက်တယ်မှဘူးတော့ကြီး။အထင်ကမြင်ကရန်သူဆိုရင်ကျွန်တော်မကြောက်ပါဘူး။ဒါချင်းရှင်ပြီးခုတ်မလား။တနက်ချင်းရှင်ပြိုင်မလား။ဒါမှမဟုတ်လက်သေးချင်းပဲထိုးဦးမလား။ကျွန်တော်ကအစင်သိမယ်။အခုတော့ကွယ်။ဒီလိုဆိုတော့ကျွန်တော်ကလည်းဘလို့ရန်သူမြင်မှုလေတဲ့ခင်ကြီးကျွန်တော်မျိုးရှိကနေပြီးအသေးခံစမ်းမရသေး မြောင်းမြောင်းတောင်ကဂျက်စင်ဆိုတဲ့ဒုတိယထောင်မှုကလေးကကျွန်တော်ရဲ့တပည့်ပဲမှန်ဘူးတော့ကျွန်တော်နဲ့ရန်ကုန်ဘာတခါတွေ့တုန်းကသူ့အသက်ကိုတန်ဒီတယောက်ကအခဲခဲပူးတယ်ဆိုတဲ့အကြောင်းကျွန်တော်ကပြောဘူးတယ်လက်ဆက်တတော်ကဲတဲ့တန်ဒီကမှန်ဘူးတော့ဘူးမှန်ပါတယ်တကယ်ကြီးသူ့ကိုထောင်သားတွေကလှုပ်ချမ်းမိအကြောင်းကိုကျွန်တော်မျိုးကဂျိုတင်သိလို့လက်မတင်ကလေးအချိန်မီကယ်လိုက်ရပါတယ်တော်ပါပြီတယ်မှန်ဘူးတော့ရဲ့သဘောထားကြည့်ပါပြီတယ်ထောင်ချနေတဲ့ထောင်ချတယောက်ဘာသာပဲဖြစ်ဖြစ်တန်ဒီပဲဖြစ်ဖြစ်ရိုးရိုးအကျဉ်းသားပဲဖြစ်ဖြစ်ထောင်မှုထောင်ပိုင်းတွေအသက်ကိုကယ်ဖို့နေနေတာဒါအမြဲမုန်းနေတာပဲကျွန်တော်တွေ့ဘူးတယ် တခင်ကြီးပြောတာလည်းမှန်ပါတယ်ဒါပေမဲ့ကိစ္စတခုမှာဘယ်ဘက်ကမှားတယ်ဘယ်ဘက်ကမှန်တယ်ဘသူတရားတယ်ဘသူမတရားဘူးဆိုတာစဉ်းစားပြီးမှကျွန်တော်မျိုးကလုပ်ပါတယ်တကယ်လို့ထောင်မှုကသမတရားဘူးဆိုရင်ကျွန်တော်မျိုးလည်းလှုပ်ချန်တဲ့ဘက်ကနေပြီးအားပေးတဲ့အားပြီးမှအမှန်ပါပဲဒီလိုသဘောမျိုးကိုကျွန်တော်ကသာပြီးကြိုက်သေးတယ်ခါကျွန်တော်ပြောတာနားထောင်စမ်းပါဦးမဘိုးတော်ကဗုဒ္ဓဘာသာပဲမလားမှန်ပါတယ်ကျွန်တော်မျိုးဗုဒ္ဓဘာသာပါပဲတည်ပြီးတဲ့လူတယောက်ကကျွန်တော်တို့ဘုံကိုပြန်လာပြီးဒုက္ခပေးနေတယ်လားမဟုတ်တာတခင်ကြီးတည်ပြီးတဲ့လူတယောက်ကဘာဒုက္ခပေးနေမှာလဲသူတို့နေတဲ့ဝိညာဉ်ဘုံကကျွန်တော်တို့စီကူကိုလာခေါ်လာနိုင်တယ်လား တစေချတော့ကိုတခင်ကြီးပြောတယ်ထင်ပါရဲ့ဟုတ်တယ်မှာဘူးတော့မြန်မာမှာဘလို့ခေါ်တယ်လို့တော့ကျွန်တော်ကောင်းကောင်းနားမလည်ဘူးဒါပေမဲ့ကျွန်တော်မြင်ရတယ်ကျွန်တော်မျက်စိနဲ့တည်းမြင်ရတယ်ဒေဗီတဲ့လူတယောက်ကျွန်တော်ကိုဒုက္ခပေးအောင်ပြန်လာနေတယ်ဖြစ်ပုံကိုတစိမ့်မင်းရှိပါအောင်တခင်ကြီးတခင်ကြီးပြောတာကျွန်တော်မျိုးကောင်းကောင်းနားမလည်သေးပါဘူးဒီလိုမှာဘူးတော့ကျွန်တော်ကရင်ကထောင်မှုမဟုတ်ဘူးတရားသူကြီးလုတ်ခဲ့ဘူးတယ်ဆာရှီတရားသူကြီးဖြစ်နေလေးနှစ်လုတ်ခဲ့ဘူးတယ်ကျွန်တော်ဗီဒီယိုနဲ့အပြည့်ပါလာတဲ့စာအုပ်တွေကကျွန်တော်တရားသူကြီးလုတ်တော့ကဥပဒေစာအုပ်တွေကြီးပဲ ဆာရှေတရားသူကြီးဆိုတာမှမဟုတ်တော့သိတဲ့အတိုင်းဓမြမှုပြန်ပေးမှုလူသက်မှုကစပြီးတော့အမှုကြီးအစီရင်ရပြီးလွတ်တန်လွတ်ချတန်ချတချွန်းပူတန်မှုချိုးပြတယ်လည်းပြရတာပေါ့ဒါနဲ့ကျွန်တော်မန္တလေးမှာဆာရှေမင်းကြီးဖြစ်နေနေတုန်းကဖကီလို့ခေါ်တဲ့ကလာဘုန်းကြီးတယောက်ကိုချိုးမိပေးမှုတယ်အမှုကအင်မတန်ထင်ရှားတဲ့အမှုတစ်ခုပဲသူနဲ့အဖို့အခြားဖကီတယောက်ကိုတတ်တဲ့အမှုပဲမှမဟုတ်တော့ဆာရှေမင်းကြီးတယောက်အတွက်ချိုးမိပေးတယ်ဆိုတာကတော့မဆန်းတော့ပါဘူးဒါပေမဲ့မှမဟုတ်တော့ကြီးကျွန်တော်ကမိဘမျိုးကစာပြီးပစ္စည်းဥစ္စာရှိလာတော့လက်သက်ပကကိုမမတ်ဘူး ဘရောမှာယူလဲမယူဘူးကျွန်တော်ရတဲ့လာကနဲ့ကျွန်တော်ဘီလက်မှာဝင်ထားတဲ့အစူဒီကရတဲ့အမျက်တွေနဲ့ကလက်ယူစရာမလိုပါဘူးတရားကိုမမှန်ကန်ကန်ကျွန်တော်စီရင်ခဲ့တယ်ကျွန်တော်စိတ်ထဲမှာအပြစ်မရှိဘူးထင်အောင်ယုံကဘာပဲပြောပြောလွတ်တော်ကိုယူခံလို့ကျွန်တော်ရဲ့အလုပ်ပဲပြောပြောဆိုင်းမနေဘူးတခါလဲလွတ်ပြစ်လိုက်တာပဲကျွန်တော်စိတ်ထဲမှာအပြစ်ရှိတယ်ထင်လဲဖယ်ကြီးပိုင်ကဖယ်မင်းကြီးကပြောပြောဘယ်သူမျက်နှာမှမထောက်ဘူးတခါလဲအပြစ်ပေးတာပဲတရားကံတရားကိုအပြစ်ပေးဖို့လွတ်ဖို့ဆိုတာကတရားပရိပါမသာတည်တယ်ဆိုတာကိုမှန်ဖို့တော့သိပြီးသားပဲ ဒါကြောင့်ဘသူမျက်နှာမပထောက်ဘဲနဲ့တရားဥပဒေတိုင်းစီရင်ခဲ့ရင်ပဲကျွန်တော်လောက်ရတွေကအင်မတန်အမားနယ်လိမယ်လို့ကျွန်တော်ကယူဆတယ်။ဒါနဲ့တရားသူကြီးဆိုတာတရားစစ်ဆေးရတဲ့တရားခဏိကများလုံးလို့ဘသူကဘာမှုနဲ့ဘယ်တော့မှဘာပြစ်ပေးတယ်ဆိုတာကိုကျွန်တော်ကကောင်းကောင်းမမှတ်မိတော့ဘူး။ဒါပေမဲ့ဒီကလားဘုံတော်ကြီးတရားကိုတော့ကျွန်တော်စိတ်တွေကဖြောက်ဖျက်လို့မရအောင်ဖြစ်နေမိတယ်။ကျွန်တော်တည်တဲ့ဒီသူကတော့တတိယနေလိမ့်မယ်ထင်တယ်။ဒီဘုံကြီးကိုကျုံးမေ့ပေးပြီးခရေကသူ့ကိုချောင်းနေတဲ့စိတ်ကကျွန်တော်ဝန်ထဲမှာအမြဲကေးရောက်နေတယ်။ဘာကြောင့်တလောက်ဆွဲလန်းကြီးနေရတယ်လဲတခင်။ဖီတော်သူ့ကိုအမြဲချောင်းနေရအောင်။ သေပြီးသားလူတယောက်ကဘာတတ်နိုင်အောင်မလုပ်သခင်ကြီးရဲ့မဟုတ်ဘူးမှမို့တော့သူတတ်နိုင်တယ်သူ့ကိုအသက်ရှင်နေတဲ့လူထက်ကျွန်တော်ကကြောက်နေတယ်ကြောက်ဖို့ကအမေ့ရှိပါအောင်သခင်ကြီးသူကကျွန်တော်အခုတင်ကပြောလာတယ်ဝိညာဉ်ဘုံမှာရှိနေတဲ့လူတယောက်ပဲအဲ့ဒီဘုံကနေကျွန်တော်စီကိုလာတာ၃ခါရှိပြီမဟုတ်နိုင်ဘူးသခင်ကြီးဘာမဟုတ်နိုင်ရမှာတော့ဒုတိယရှင်လာတဲ့ခါမှာကျွန်တော်မျက်စိနဲ့တည်းအမြင်ရတယ်ဒီဖကီးကိုကျွန်တော်ဂျိုးပေးလိုက်တော့သူကသူမဟုတ်ရတဲ့အကြောင်းပလေတီဝူတာလီဆယ်ပြီးအမှုစင်ထားတဲ့အကြောင်းတွေပြောတာပေါ့မဟုတ်တော့လေအမှုတွေမကြမကြဖြစ်ဘူးသားပဲတိမာပေါ့ တရားခံဆိုတာဒီလိုပြောဦးပြောစီပြောကြမျိုးပဲဒီလိုပြောတာကျွန်တော်တို့အဆမ်းမဟုတ်တော့ဘူးအမှုကတော့အမှုမှန်တစ်ခုပဲမှမဟုတ်တော့အမှုအကြောင်းကိုတော့အရှိမပြောပြရစေနဲ့တတိကံကောင်းကောင်းကြီးလုံလောက်တဲ့အမှုဆိုတာကယုံမစရာမရှိဘူးဒါနဲ့အယူခံမှုရပ်ပြီးပြီးသူခင်ဗျာအယူခံမလေးရှုံးတော့နောက်ဆုံးဂျူးပေးခံရှာတယ်ဒါနဲ့သူ့ကိုဂျူးပေးပြီးတဲ့ညမှာကျွန်တော်အိမ်မက်တစ်ခုမှတ်တယ်ကျွန်တော်အမေပေးလိုက်တဲ့အခါတုန်းကဝတ်ထားတဲ့ဝတ်စာဝတ်လို့ဒါပေမဲ့မျက်နှာကတော့သွားကြဲကြဲမြတ်တွင်းဟောင်းဟောင်းနဲ့လူတည်ကြီးပေါ့လက်ကစိတ်ပရိကံပြီး ခင်ဗျားကတရားသူကြီးဖြစ်လို့ကျုပ်ကိုကျုံးမိပြီးခဲ့တာကျုံးမတော့လေမင်းမှာကျုံးခင်းတက်ပြီးမရှိမလားသိရပြီကျုပ်ကဲတက်လို့အမှုဝင်ဖြစ်ရင်တော့ကျုပ်စိတ်မနာဘူးအခုတော့ကျုံးမှာမဟုတ်ဘဲနဲ့အသေးခံရတယ်ဒီဘွားမဟုတ်ဘဲဘွားမှမကြည့်ဘူးကျုပ်ကိုကြည့်ကိုခင်ဗျားတတ်နိုင်ပြီမယ်ကျုပ်ရဲ့ဝိညာဉ်ကိုတော့ခင်ဗျားမတတ်နိုင်ဘူးအဲ့တော့ကျုပ်ဖြစ်တဲ့ဝိညာဉ်ဘွားကလာပြီးခလဲစားခြေလိုက်မယ်ဘယ်လိုချိန်မှထင်းတယ်ခင်ဗျားကလေးအားလုံးကိုကျုပ်စီဝင်ချွေမယ်တယောက်ပြီးတယောက်ကျုပ်သိတယ်လို့လေမင်းမှာကျုံးခင်းတက်ပြီးသိရစီမယ်တဲ့ဆောင်းစာကြည့်ပြီးတော့ဆိုပြီးတခါတည်းပြောက်သွားတယ်ဒါနဲ့ကျုပ်ကလည်းအေးရကနေဇော်ချီပြန်ပြီးတော့မှလှန်တူးလာတာပေါ့ ထောင်မကြီးကနဘူးကချွေးတွေကိုလိုက်ရမှနဲ့တုံးလို့ရှိတယ်။တဲလဲထူးဆန်းမလားတကင်ကြီး။ထူးဆန်းဆိုတရားပဲလေ။သူတို့ဖကီးတွေဆိုတာကဟိန္ဒူရှေးအောင်ကျမ်းကြီးတွေကိုအင်မတန်တက်ပြီးဝိညာဉ်ကိုစီစားတတ်တဲ့အတ္တဒီဘာတွေတက်လို့လာတော့မပြောတတ်ဘူး။ကျွန်တော်တို့ဆိုရင်ကျွန်တော်နည်းနည်းကလေးမှမကြောက်ဘူး။အခုတော့သားသမီးကလေးတွေအတွက်ပြလို့ကျွန်တော်ကလည်းအများကြီးစွန့်မိတယ်။မှန်တာပေါ့တကင်ကြီး။ကိုရင်သွေးဆိုတော့စွန့်ညာစမြဲပဲ။ဒါနဲ့နောက်တစ်လောက်ကြာတော့ကျွန်တော်စိတ်ထဲမှာဒီအကြောင်းမေးမတတ်ဖြစ်နေတော့တ냐။ကျွန်တော်အရှင်အေကံမှာစာဖတ်နေတယ်။အချင်းကညဆင်းနေချွတ်ချွတ်လောက်ရှိပြီ။ဒါပေမဲ့ပူတဲ့ရာသီမလို့ကျွန်တော်တို့မအိတ်နိုင်ကြသေးဘူး။ ဒီတော့ကမယ်ရီနဲ့ဘေဘီတို့ရဲ့အမိကမသေးသေးဘူးမှာဘူးတော့။တန်းတဲ့ခိုင်းကမှရှိတဲ့ပန်းကဖွင့်ပြီးတော့မှစာဖတ်နေတယ်။ကျွန်တော်မိမကအနာကကလထိုင်တလုံးပေါ်မှာဇာထိုးနေတယ်။တန်းတဲ့တော်တော်ကြာတော့ကျွန်တော်မိမကအိတ်ချင်ပြီဆိုပြီးတော့မှအိတ်ခမ်းတဲ့ကိုဝင်တော့ကျွန်တော်တို့တယောက်တည်းကချက်ရခဲ့တယ်။ဇာကတော့ကလေးဖတ်ကောင်းတဲ့ဇာဖြစ်လို့တော်တော်နဲ့ကြုံမထပြဘူး။တန်းတဲ့နောက်နိုင်ဘလောက်ကြာတော့အောက်ကိုဆင်းတဲ့ကံမကြီးစီကနေလေးကလေးတစ်ချက်တုပ်လာပြီးချော်တယ်ပါစိတ်ငင်းနေဖြစ်သွားလို့ဒါကိုကျွန်တော်ကသိလိုက်တယ်။အဲ့တော့ဖဲနဲ့လေတခါကစေးသားရတဲ့တန်းနဲ့ ။ဘာကြောင့်လေဝင်လာပါလိမ့်လို့ဖြတ်ကနေလှမ်းကြည့်လိုက်မိတာကို။မှန်ပါအမင်းရှိပါ။ထာနဲ့ကျွန်တော်လက်တကားကိုကြည့်လိုက်တော့တတိကျစီထားတဲ့တကားကလလေးသေးလားဟာနေပြီ။ဒီကနေလေဝင်လာလိုက်တာတွေ့ရတာကို။ထာနဲ့ကြည့်နေငါတကားကလလေးသေးလားဟာရကတမိုင်လောက်ပြီးတော့တထွာလောက်ပြီးတော့တောင်စုပ်လောက်နောက်တကားတထောင်လောက်တပြည့်ပြည့်နဲ့ပွင့်လာပါလိမ့်ရော။လေလဲမတိုင်းလူလဲမရှိဘဲနဲ့တကယ်ထူးဆန်းတာပဲ။ လူတယောက်တကားကိုတွန်းပြီးအခန်းထဲကိုတပြေးပြေးဝင်လာတဲ့အတိုင်းပဲဒါနဲ့ကျွန်တော်ကလည်းစာရေးစပွဲလက်ဝဲပတ်အန်ဆွဲထဲမှာခြောက်လုံးမြူထားတာတတိယမြီးတော့အန်ဆွဲကိုဖွင့်လိုက်တကူဒါပေမဲ့ကျွန်တော်စိတ်ကသာဖွင့်တာလက်ကမဖွင့်နိုင်တော့ဘူးကျွန်တော်ရဲ့ခြေလေးလက်တွေကကျူးနေတူထားတယ်လို့နည်းနည်းကလေးမှမလုံနိုင်ဘူးတပြေးလောက်သာဝေးတဲ့နေရာကိုကျွန်တော်ရဲ့လက်ကမရောက်နိုင်တော့ဘူးတဲ့ထူးဆန်းတာပဲတော့တကယ်ကြီးထူးဆန်းဆိုကျွန်တော်တသက်မှာဒီတခါပဲတွေ့ဘူးတယ်ဒါနဲ့တခါကလေမတိုင်ပဲနဲ့တပြေးပြေးဝင်လာပြီးကြည့်နေတော့မတ်တပ်ပြုံးဆိုမိခိုးလုံးကြီးတို့လိုဖြူဖြူလုံးကြီးတို့ခုမထင်မရှားပေါ်လာရာက ။တနေ့ရက်ကိုတပြေးပြေးစူးစူးလာပြီးနောက်ဆုံးလူတယောက်ရဲ့ပုံသဏ္ဍာန်ပေါ်လာတော့ကိုတခြားဟုတ်ပါယူလာမှမို့တော့ကျွန်ုပ်ကြိုးမိပေးလိုက်တဲ့ဖက်ကြီးကြီးပေါ့။လက်ထဲမှာစိတ်ပရိကြီးနဲ့မျက်နာကပကတိကမထမ်းရုပ်လိုမတုံမလုံးစိုက်ကြည့်နေမိတယ်။သူကကျွန်ုပ်မျက်နာကိုတဲ့တဲ့ကြီးလက်ညှိုးထိုးလို့နင့်ကလေးအကြီးဆုံးပေးရမယ်လို့ဟိန္ဒူဘာသာနဲ့ခတ်တူတူရွတ်တယ်။အဲ့တော့ကျွန်တော်ကလည်းထောသားဖြစ်ကြောက်လေကြောက်လှုပ်ကလည်းမလှုပ်နိုင်နဲ့နောက်ဆုံးကျွန်တော်ရဲ့မိမကိုအော်ပြီးခေါ်တော့ကိုဒါပေမဲ့မောင်မိုးတော်ကြီးအတန်တဆမ်းမှမထွက်တော့ဘူးကျွန်တော်ကအကောင်းပကတိစကားမပြောတတ်တဲ့လူတွေကဖြစ်သွားတာပဲ ။ဒါနဲ့ကျွန်တော်ကလည်းမိကိုလုံးတွေကထွက်လာတဲ့ဒေဝိဒါအကောင်ကြီးကိုကြည့်ရင်ကတခါတည်းလူကလည်းမလုံနိုင်ဘူး။ပါဇက်ကလည်းမအွန်လိုင်းဖြစ်နေတော့တာ။ဒါပေမဲ့ဒီယုတ်ကြီးကကြာကြာတော့မခံပါဘူး။တမလေးလောက်လည်းကြာပုံတဏ္ဍာကတပြည့်ပြည့်နဲ့ခါဘောဘဖြစ်လာပြီးနောက်ဆုံးတခါတည်းပြောက်ွယ်သွားတော့တာပဲ။နောက်ဘလို့ဖြစ်တယ်လေတခင်ကြီး။ဒီလောင်းကောင်ကြီးကပြောက်သွားတော့ကျွန်တော်လှရှားနိုင်လာတယ်အတန်လေးထွက်လာနိုင်တယ်ဒီတော့မှအန်ဆွေတဲ့ကတနက်ကိုဆွဲပြီးတကားဘောက်ကိုပြီးတော့တကားလေးပိတ်ရပေးဘာမှလည်းမတွေ့ရဘူးဝင်းကျင်ဘောက်ကပြန်လာခဲ့မယ်လို့အရင်ကအိမ်မက်ပြီးတဲ့အတိုင်းဒီကောင်ကြီးပြန်လာတာနဲ့တူပါတယ် ဒါနဲ့ကျွန်တော်ကိုတရေဖို့ကြောင့်လည်းလူတယောက်ထင်မဆိုးလို့ဒီအကြောင်းတွေဘသူ့ကိုမှအသိမပေးဘူးကျွန်တော်မိမကိုတော့မှပြောဘူးကျွန်တော်ကလည်းအဲ့ဒီနေကစားပြီးခလေးတွေကိုသိခင်ယူဆိုင်တာခလေးအကြီးဆိုတာကဘသူလဲသခင်ကြီးကျွန်တော်မှသားသမီး၃ယောက်ရှိတယ်မှန်ဘူးတော့အကြီးဆုံးဆိုတာကဒီစီအခုရှိတဲ့မေရီထ6နှစ်ကြီးတယ်အဲ့တော့အထူးသဖြင့်ဒီစီကိုကျွန်တော်မျက်စိရောက်ကအပြတ်ကိုမခံတော့ဘူးအဲ့ဒါတော့ကိုကျွန်တော်ကသတိထားခဲ့တာချောင်းကလေးတလဝံကလာနဲ့လှွက်တယ်အပြန်လဲအာယမကသွားကြည့်တယ်အဲ့တဲ့နေရာမှာကိုနေတဲ့နေရာမှာကိုကျွန်တော်ကတတ်နိုင်သလောက်အများရန်ကြည့်နေတာပဲ ဒေးစီကအသက်72နှစ်ပဲရှိသေးတယ်အိမ်မှာအင်မတန်အဖော်လော်ရတဲ့မိန်းကလေးတယောက်အိမ်နောက်မှုသိမ်းဆည်းရမှာသူ့အမေကိုအများကြီးအကူအညီပေးရှာတယ်စာကိုလည်းကျူးစားတယ်အိမ်မှာလည်းအမေကြီးကိုကူညီမိအောင်ကူညီလိုက်သေးတာဒါနဲ့တနေ့တော့အင်အောင်ထက်မှာကျွန်တော်နဲ့ကျွန်တော်မိန်းမလက်ဖေးတောင်းနေကြတယ်မိန်းနဲ့ဘေဘီတို့ကလည်းစပွဲမှာပဲရှိကြတယ်ဘေဘီကသူ့အမေကရင်ခွင်ထဲမှာခြီးလို့အမေကတော့ကျွန်တော်နားကကလပ်ထဲမှာထိုင်းနေတယ်ဒီကလည်းပဲဇပွဲမှာလက်တော့ပွားမရှိသေးတာနဲ့အိမ်ပေါ်ကဗီဒီယိုထဲမှာဒေးစီတက်ပြီးယူချေအောင်မယ်ဆိုလို့ပြောပြောဆိုဆိုနဲ့ပြေးတက်သွားတယ် ကျွန်တော်တို့ကလည်းလက်ဖေးကိုတောင်းပြန်ဆက်တောင်းနေကြတော့ဒေစီရုပ်တရက်ပြန်ဆင်းမလာလို့သူ့မိကဒေစီမြင်မြန်လာတဲ့ချာလိုက်တာဘာမှလုပ်နေတယ်လဲဆိုပြီးအိမ်မကိုလှမ်းပြောတော့လာပါပြီဆိုပြီးတော့မှပြီးတဲ့နောက်မှာတော့အလန့်တကြားနဲ့ကြောက်လိုက်တာမှမရဲနဲ့စူးစူးဟာပြန်ပြောလိုက်တာကိုကြားရတာဗူဒါပေမဲ့လို့အတန်းကယူပြောတဲ့တမ်းမဟုတ်ဘူးအင်မတန်ကြောက်နေလို့တောင်းတုံကြီးပြောလိုက်တဲ့အတန်းမျိုးအဲ့ဒါနဲ့ကျွန်တော်ကလည်းဟာဒေစီဘာဖြစ်တာပါလိအောင်မိပြီးအိမ်မကိုတက်ပြီးတော့သူ့မိကလည်းဘေဘီကိုခြီးပြီးတဲ့နောက်တခါတည်းပါလာတယ်လေကားလည်းတက်ပြီးတော့လူတယောက် ကျမ်းမော်ကိုလဲကြတယ်လို့အိမ်မော်ကနေဒုံးနဲ့တန်ကြီးတခုကြားလိုက်ရတယ်မဟုတ်ဘူးတော့အိမ်မော်ရောက်တော့ဒေစီကလေဘင်းမှာဂျိုးကင်းပြက်ကလေးတန်းလန်းနဲ့ကျမ်းမြေပေါ်မှာလဲနေတာကိုတွေ့ရတယ်ဂျိုးကဘာဂျိုးထင်တယ်လဲကျွန်တော်ရဲ့ final တွေကိုကြည့်ဖို့ထားတဲ့လက်သမီးတစ်ဝက်လောက်သာရှိတဲ့ပိတ်စာအနီဂျိုးကလေးလူတယောက်မပြောနဲ့ခွေးတစ်ကောင်တော့မှခိုင်အောင်ချီလို့မရတဲ့ဂျိုးမျိုးမှမဟုတ်တော့အဲ့ဒီဂျိုးနန်းနန်းလောက်ကိုယူထုတ်မှချီဂျိုးကင်းလှုပ်ပြီးတော့မှစာအုပ်ဗီဒီယိုဘောကနေခုံချတဲ့လက္ခဏာပဲမှမဟုတ်တော့ရဲ့ဂျိုးကလေးတင်းတဲ့အဆုံးကလေးတင်းပြီးမခိုင်လို့ပြုတ်ကြသွားတာပဲဂျိုးပြက်ကလေးလည်းထုတ်မှတန်းလန်းမြင်ရတယ် ဒါနဲ့ကျွန်တော်ကလည်းဒေစီဘယ်လိုဖြစ်တယ်လဲဆိုပြီးလက်ဘဲကကျိုးကွင်းကိုကဗျာကရားနဲ့ဆွဲဖြုတ်ပြီးပွေလိုက်တော့ဒေစီကမြအတန်းကွင်းတွေပဲရှိတော့တယ်ဒီအချိန်မှာအိမ်ဒီမချင်းတယောက်ကအစီခံတွေကဒရိုင်ဘာတွေကိုရောက်လာကြတယ်အဲ့ဒါနဲ့ကျွန်တော်ရဲ့ဒရိုင်ဘာကိုဆရာဝန်ကြီးခေါ်ဖို့မော်တော်ကားနဲ့ထွက်လာရတယ်နောက်ဆရာဝန်ကြီးလည်းရောက်လာတော့တာပေါ့ဒါပေမဲ့ဆရာဝန်မရောက်ခင်ပဲဒေစီကကျွန်တော်ရဲ့လက်ပေါ်မှာမျက်လုံးလေးနှစ်ဖက်လမ်းပြီးအသက်ပြောက်သွားရှာပြီးသနားစရာကောင်းလေးတာသခင်ကြီးရဲ့နေပါဦးဒီပါမဟုတ်တဲ့လက်တန်းပြတစ်ဝက်လောက်ရှိတဲ့ပိဿာဂျူကလေးကသိနေသလားခင်ဗျ ကျွန်တော်ကမေးလိုက်တော့အာဩဆရာပေါ်မှာဘူးတော်ရေဆရာဝန်တော်လည်းပဲအဲ့လိုတရားတာထက်အကြောင်းလုံးမီနှလုံးသွေးရလို့ပြစီရတဲ့လက္ခဏာရှိတယ်လို့အစစ်ခံတယ်အဲ့ဒါကျွန်တော်ရဲ့သမီးအကြီးဒေစီရဇလန်အဲ့လိုကျွန်တော်ရဲ့ရှင်သူမရှိမလားတေးဆုံးသွားတော့ကျွန်တော်ရဲ့ယူမတက်ဖြစ်ပြီးဒလောက်တော်ဒုက္ခပေးလာတဲ့ယာတို့ကိုငါမမတ်တော့ဘူးဆိုပြီးတခါတည်းအလောက်ကနေထွက်ပလိုက်တယ်နောက်တော့မှကျွန်တော်မိမဘက်ကဆွေမျိုးတော်တဲ့မြမပြည်တော်မင်းကြီးကခမရီလိုအလုံးမရှိပဲနေလို့ပဲဖြစ်အောင်မလဲအလောက်တကူကတော့လောက်အောင်ပါအိန္ဒိယရပါတယ်ဆိုပြီးအခုလုတ်ပေးလိုက်တယ်မမဘိုးတော်ကဘလို့တွေးမိလို့တော့ တကင်ကြီးရဲ့ရုပ်ရည်ကြီးရတာထောင်မှုတဲ့တရားသူကြီးပဲဖြစ်ဖြစ်ဝတ်လုံနေရပဲဖြစ်ဖြစ်တခုခုနဲ့တူတယ်လို့တွေးမိပါတယ်လူခဲ့ကအတော်ကောင်းသားပဲဒါနဲ့နောက်ကျွန်တော်မိမလည်းဆုံးပြီးဒီကလေးနှစ်ယောက်နဲ့ထောင်မှုလုပ်ကိုလုပ်ခဲ့တာအခုတကထပ်ပြီးမင်းညားကဒီဖကီးကောင်ကြီးကိုအိမ်မက်မက်ပြန်နေအိမ်မက်ဆိုတာကစိတ်ဆွဲလန်းလို့လည်းမတ်တက်ပါတယ်တကင်ကြီးဘဲကစိတ်ဆွဲလန်းမှလည်းမောက်ဘူးတော့ကျွန်တော်မဆွဲလန်းတော့ဘူးအိမ်မက်ထဲမှာအရင်ကကျွန်တော်မြင်ရတဲ့ရုပ်တိုင်းပဲမြတ်ရင်ဟောက်ပဲသွားကြဲကြဲကြီးနဲ့လာပြီးတော့မှ ဒီတခါတော့တဲ့နေကလေးအလက်ကိုခေါ်ရလိမ့်မယ်တဲ့နားလေလားဆိုပြီးတော့မပြောပြီးတော့တခါလေးသူပေါ်လာတဲ့အချိန်အဲ့ဒီစကားပြောပြီးအတန်နဲ့ကြီးနဲ့ရှိရာကနေဖြုံးနဲ့ပြောက်သွားတော့တယ်ကျွန်တော်ကလည်းဒီကလေးနှစ်ယောက်ပဲဖြောပြေးစရာရှိတယ်မဟုတ်ဘူးတော့ဒီကပြာမတော်တဆတယောက်ယောက်ပြဲ့သွားမှပြင်ကျွန်တော်တွေးတော့မကြည့်ဝင်ဘူးမဟုတ်တော့ရဲ့မဖြစ်နိုင်ပါဘူးသခင်ကြီးကျွန်တော်မျိုးတို့မျက်စိအောက်မှာဘယ်နည်းနဲ့မှဒီလိုမဖြစ်ရပါဘူးကျွန်တော်မျိုးတယောက်ရှိပါသေးတယ်ကျွန်တော်မျိုးရှိကအသေးခံမှမယ်မဟုတ်တော့ပြောလိုက်တာပြင်တကယ်အားရှိစရာပဲအသေးခံတော့ဟုတ်ပါရဲ့ဒါပေမဲ့ကျွန်တော်တို့နဲ့ရှင်ပြန်တက်ခတ်မှာက ကျွန်တော်တို့ဘုံသားမဟုတ်ပဲဝိညာဉ်ဘုံသားဖြစ်နေတယ်မောင်ဘုရောရဲ့အဲ့ဒီခါမှာထောင်မူလေးတယောက်ကဖိုင်နယ်တကူပိုက်ပြီးတော့မှယမန်လေးကရောက်လာတဲ့အချင်းသားတဲ့တရားစင်ကိုလက်မဲ့ရေထိုးဝယူလာတော့ထောင်မူကြီးကစကားကိုရှက်လိုက်တယ်ဖိုင်နယ်တကူလက်မဲ့ရေထိုးပြီးလို့ထောင်မူကလေးပြန်သွားတဲ့အခါထောင်မူကြီးကအခုလာမဲ့တနင်္ဂနွေနေ့မှာမေရီခွန်နဲ့နေစီတဲ့မွေးနေ့ဖြစ်တော့မြို့ဘကလူကြီးလူကောင်းနဲ့အရာရှိကြီးတွေအပါအဝင်လူ၂၀လောက်ကိုဒီအထိမ်းမဲ့လက်ဖိပွဲကလေးကိုဖိချထားပြီးဖြစ်ကြောင်းဒီမဲ့ကြောင့်အယူသီးပြီးဒီပွဲလမ်းကိုလည်းမဖြတ်လို့ကြောင်း ။ဒါကြောင့်မလို့ခုကစားပြီးဒီလက်ဖေးပွဲကလေးပြီးတဲ့အထိသူ့ရဲ့ကလေးညက်ကိုမျက်စိရောက်ကအပြောင်မခံမနဲ့ဆောက်ရှောက်ပေးရန်အကြောင်းပြောကြတော့ကျွန်တော်ကလည်းထောင်မူကြီးကိုမဆွေးမှုအကြောင်းအားပေးစကားပြောပြီးမင်းသားပုံစံဆွဲဖို့အတွက်ရှင်ရောက်တာနဲ့ထောင်မူကြီးအင်ကပြန်ခဲ့ပါတော့တယ်။ကျွန်တော်ကထောင်မူကြီးရဲ့အထက်ပါထူးဆန်းတဲ့ပြပြကိုကြားရတော့အင်္ဂလိပ်သွေးပါတဲ့အင်္ဂလိပ်ကဗျာတယောက်ကကျွန်တော်တို့ယူဝါဒရှိတဲ့သစီတရေတွေကိုယုံကြည်ရသလားလို့တွေးမိတယ်။တခါတည်းကစီလီယံဖြစ်လာတဲ့အကြောင်းအရာတွေနဲ့တိုက်ဆိုင်ပြီးတော့ဒီလိုအယူသီးတဲ့တာတွေကိုလည်းတွေးမိတယ်။ ဒါမဲ့တော့မူကြီးပြပြကဖြစ်ပေါ်လာကြတဲ့အကြောင်းအရာတွေကိုတစ်ခုစီတွေးတောကြည့်တော့အမှတ်မတင်စီလျောင်ဖြစ်လာခြင်းတော့မဟုတ်ဘူး။ကလာဘုံကြီးကိုဂျုံမိပေးလိုက်ခြင်းကစားပြီးအိမ်မက်လာပြီးပုံဒီနောက်ကိုတင်ပြပုံအဲဒီနောက်ဒီဝိညာဉ်ကြီးမောင်းလာတဲ့အတိုင်းဒေစီတည်ဆုံသွားပုံဒီကတစ်ခုနဲ့တစ်ခုအကျိုးအကြောင်းဆက်ဆက်ကြည့်လိုက်ရင်မတော်တဆအလင်းသိလို့ကံအားလျော်စွာစီလျော်စွာနဲ့ဖြစ်ပေါ်လာတဲ့အကြောင်းတွေမဟုတ်ဘူး။ဒါကြောင့်မယုံကြည်ဘူးကလည်းခင်းရင်းလာတယ်။ ဒီလိုနဲ့ကျွန်တော်ကလည်းအဲ့ဒီနေညနေဆောင်ကစပြီးထောင်မူကြီးအိမ်မှာည7:00နာရီထိနေရလို့မနေ့တိုင်းလည်း6:00နာရီထိအရောက်သွားရတယ်အိမ်မှာရှိသမျှဂျိုးတွေကိုလည်းဖေဂျိုးကိုများမထားပဲနဲ့အရေးကြီးတော့ရတဲ့ပတ်စံဂျိုးအဝတ်ဂျိုးကလေးတွေတော့မှဗီဒီယိုထဲမှာလုံခြုံစွာနဲ့တောက်ခတ်ထားတယ်အာရကလမကိုလည်းမရီကိုဂျိုးနဲ့မကစားစေဖို့ချက်တီးစွာနဲ့အမိန်ပေးထားတယ်တသားလက်ကင်ကလေးနဲ့ဖက်နဲ့ဂျိုးကုန်ပြီးကစားတဲ့ကရိယာကလေးတို့တော့ကလေးကိုမပေးပဲနဲ့တင်းစေထားတယ်တန်ငွေနေနေကိုရောက်တဲ့အခါထောင်မူကြီးက မိမိအရှိဥပဇာမြတ်ခင်ပေါ်မှာဧည့်သည်20ကျော်30လောက်ကိုလက်ဖေးပွဲတဲခင်ကျွေးမွေးတော့ထာမာရ၄ယောက်နဲ့ထောင်သား၂ယောက်တို့ကိုအလောက်ကျန်းနေခိုင်းစီပြီးကျွန်တော်ကထာမူးချင်းနဲ့မနှီးမွေးနေရလို့ခွေးမြင်းနဲ့မှအာရနဲ့ထင်းကြောင်းလျက်ရှိတဲ့ကလေးညယောက်ကသာမျက်စိမပြတ်စောင့်ကြည့်နေရတယ်။ငါးနိုင်ထိုးပြီးတဲ့နောက်ဧည့်သည်တွေကတပြေးပြေးပြန်စားပြီးပြီဖြစ်တော့နောက်ဆုံးမှထောင်ရာရှိ၂ယောက်၃ယောက်နဲ့ထာမူးကြီးသာစပွဲတစ်လုံးမှဝိုင်းဖွဲ့ပြီးဆလိတ်တွေတောက်လို့ကြရေးခဲ့ကြတယ်။ကျွန်တော်ကလည်းမျက်ခင်းအထောင်တထောင်မှထိုင်လို့အာရကလမနဲ့အတူကစားနေတဲ့ကလေးညယောက်ကိုဆောင်းပါးကြီးကြီးကြီးရှုနေပါတော့တယ်။ မေရီကဂျေဘယ်အောင်ကဝန်ကလေးကိုဟုတ်ပြီးဖနက်အပြူကိုစီးထားလို့ဦးကမှလည်းလမ်းမလောက်ရှိတဲ့ဖေချွေအပြာကလေးကိုစီးထားတဲ့အတွက်အစိမ်းတွေရောမြက်ခင်းပေါ်မှာပျော်ရှင်စွာနဲ့ပြေးလွှားနေတယ်။အာယာကလမန်လက်ထက်မှာတော့တောင်ဆုလောက်ရှိတဲ့ယမင်းရုပ်ကလေးတစ်ခုကိုကင်ထားပြီးမေရီကအာယာစီကထီယမင်းရုပ်ကလေးကိုတောင်းယူလို့ဖိလေးမင်းတက်ထားတဲ့လက်တွန်းလေးကလေးပေါ်မှာအယုပ်ကလေးကိုတင်ပြီးလက်တွန်းလေးလေးကိုရှေ့လို့နောက်ရင်ဆွဲနေပါတော့တယ်။ဒီလိုပျော်ရှင်စွာကစားနေတဲ့အချက်စွဲကောင်းတဲ့မေရီကဖခင်အစိမ်းကိုမဆူထားနဲ့ကျွန်တော်တို့ကျန်းတဲ့အခက်ထန်တဲ့ထောင်သားတူရဲ့စိတ်ကိုတော့မှပျော်ပြောင်းအောင်ဆွဲနေတဲ့စိတ်ရှိတယ်။ အငယ်ပြတဲ့ဘေဘီကတော့မြင်းရုပ်ကိုခွာစီးပြီးအနီးမှာလည်းအချားကစားစရာတွေစုပုံနေတယ်။ဘေဘီကစားနေတဲ့နေရာကမရီနက်ခိုင်းတဲ့ဆဲလောက်ဝေးပြီးမြက်ခင်းအချားတောင်စုံတစ်ခုမှရှိပါတယ်။ဘေဘီကမြင်းရုပ်ကလေးကိုစီးနေရာကမြင်းရုပ်ကိုပြစ်ထားခဲ့ပြီးတဲ့နောက်လေးတောင်ခက်တို့တက်တာတလုံးထဲကဆက်ကူလေးတကွန်နဲ့ရေလုံးတလုံးကိုထုတ်ယူပြီးဆွန်လွတ်တယ်။ဘေဘီကရွေးနေမလိုက်အောင်တတ်တဲ့ကလေးတရားဖြစ်တဲ့အတိုင်းဆက်ကူဆုံလေးကတခဏချင်းမှအပေါ်ကိုဝါးတဲလောက်တက်နေပါတော့တယ်။ဒီအချိန်မှာဧည့်သည်အားလုံးကပြန်သွားပြီဖြစ်လို့ထောင်မူကြီးတယောက်သာစပွဲနဲ့ထိုင်ပြီးကလေးတွေကစားနေတာကိုကြည်နူးစွာနဲ့ကြည့်နေပါတော့တယ်။ ာရကလမကသူ့ဥမာကြားထားတဲ့အတိုင်းမေရီအနီးကနေမခွာပဲရှိနေတယ်။ဆောင်းဘောပြတော့မြောက်လေးကလေးကတချီတချီမှတုံနေပြီးဖေဖီလွတ်နေတဲ့ဆုံကလေးကလေထဲမှာရင်းရင်လွင့်ပါနေလို့ဖေဖီကဆုံကမနိုင်မနေရှိတဲ့အတွက်အာရကလမကိုအော်ဟစ်ခေါ်နေတယ်။သို့တော်ကလမကပြေးမသွားမနဲ့ရီမောကြည့်ရှုနေလို့အဲ့ဒီခဏမေရီကအယုံနဲ့လဲကလေးကိုပြတ်ထားခဲ့ပြီးလာပြီးလာပြီးနဲ့အော်ဟစ်လိုလက်ကလေးနဲ့ဘက်ကိုမြောက်ကဖေဖီရှိရကိုပြေးသွားပါတော့တယ်။ဒီအခိုင်မှာဘေဘီကဆွန်ကျိုးကိုနောက်ဆုတ်ပြီးဆွဲလို့နောက်ကိုတပြေးပြေးဆုတ်လာလို့ဆွန်ကျိုးကမယ်ရီပြေးလာတဲ့လမ်းမှာကန့်လန့်ဖြတ်ပြီးရှိနေတယ် ဒီလိုနေတော့မှဆုံးကလေထဲမှာအထက်အောင်လေနေရာကနေဖီဖီကနောက်ကိုဆောက်လိုက်ရေလုံးကိုရှီလိုနောက်ကလုံနေတာကြောင့်ဆွန်ဂျိုးကလည်းဆုံကစားအတိုင်းအထက်အောင်ဝက်ပြီးဝီယန်ကစားနေပါတော့တယ်ဒီရကမှာမေရီရဲ့ဆွန်ဂျိုးကမေရီနဲ့နလန်လောက်သာဝေးတော့တဲ့အတွက်ဆွန်ဂျိုးကမေရီရဲ့လေဘင်းကိုရက်ပတ်တော့မလို့ရှိစဉ်တစ်ချင်လုံးအားအသိမကြီးနေမိတဲ့ကျွန်တော်ကအဲ့ဒီခါမှာရုတ်တရက်သတိရပြီးမေရီစီကိုတခါလေးအော်ဟစ်ပြေးသွားတယ်ဒီလိုပြေးသွားစမှာမေရီကဆွန်ဂျိုးစီကိုတက်တက်ကြီးဝင်တိုးသွားတော့အဲ့ဒီခဏမှာလေတစ်ချက်ကစားလိုက်တဲ့အတွက်ဆွန်ကအပေါ်ကိုထောင်တက်သွားပြီးအရှင်ကလည်းလင်းမြန်စွာခေါင်းငယ်မှာလင်းနေတယ် ဒီလိုလယ်ရင်ကဇွန်ကျုပ်ကမေရီရဲ့ပခွန်ဆုံးနဲ့ပထမညှိပြီးတဲ့နောက်မေရီရဲ့လယ်ဘေးကိုနှစ်ဘက်သုံးဘက်လင်းမြန်စွာနဲ့ရစ်ပတ်လိုက်တယ်။အဲ့ဒီအချိန်မှာကျွန်တော်ကရောက်သွားပြီဖြစ်လို့ကျွန်တော်ကဂျိုးစာနှစ်ဘက်ကိုတစ်ဘက်စီဆွဲကင်ပြီးဂျိုးကိုလက်မတွေနဲ့လင်းမြန်စွာဖြုတ်ချလိုက်ပြီးတဲ့နောက်မေရီရဲ့လယ်ဘေးမှာရစ်ပတ်နေတဲ့ဇွန်ကျုပ်ကိုဖြီးလိုက်တယ်။ထို့သောကျွန်တော်ကနောက်ကျခဲ့ပြီ။ဂျိုးကိုဖြီးလိုက်တဲ့နေ့တပြိုင်နက်မေရီကလက်တင်နဲ့လယ်ဘေးကလေးကိုဆုပ်ကမ်းပြီးမျက်ခင်းပေါ်ကိုလဲကျသွားလိုက်တော့ကျွန်တော်ကလည်းလင်းမြန်စွာနဲ့ကောက်ယူပွေ့ချလိုက်တယ်။အဲ့ဒီကမှထောင်မူးချင်းနဲ့အာရကလမကလည်းကောင်းထောင်ပြတာတယောက်နဲ့ဘာသာတယောက်ကလည်းကောင်းရောက်ရှိလာကြတယ်။ ကျွန်တော်ကအမေရိကအလိုက်တင်ပွေးကြည့်တာတော့အမေရိကမျက်လုံးကလေးတွေပြူးထွက်ပြီးသွေးတွေကဆုံနေပြီနေ့စဉ်ပွဲတည်းများမြန်လာတဲ့ဘားကလေးကအနီးရောက်နေပြီတပြေးပြေးဖြောတော်ပြီးလာပါတော့တယ်ထောင်မူကြီးကဒုတိယထောင်မူကြီးကိုခေါ်ဖို့ထောင်ပြားကိုလှုပ်လိုက်တော့ထောင်ပြားကပြေးသွားတယ်ဒုတိယထောင်မူရောက်လာတဲ့အခါထောင်မူကြီးကထောင်ဆရာဝန်အများဆုံးကြောင်းကြားဖို့ပြောတဲ့အတွက်ငါးမိနစ်လောက်ကြာတဲ့အခါမှာဆရာဝန်ကြီးကရောက်လာတယ်သို့တော့ဆရာဝန်ကြီးကအမေရိကအစောတလင်းဆန်းသက်ပြီးပါဇက်ကဆုတ်သက်လို့ဥကောင်းကိုရမ်းလိုက်တယ်ကျုပ်အသေးကွဲပြီးမှမို့တော့ဒါကျုပ်ပေါ်ရမှုပဲမဟုတ်ဘူးတခင်ကြီးကျွန်တော်မျိုးအပြစ်လည်းပါပါတယ် မန်ဘိုးတော်တအားပြေးတော့တာကျွန်တော်အမြင်သားပဲထိတက်ဘူးပဲတက်နိုင်မလဲကျွန်တော်ချီးမွမ်းပါလေကျွန်တော်သာဆိုရင်ကျိုးကိုတောင်မှဖြတ်မိမှာမဟုတ်ဘူးအာအသည်မီမုတ်ချရက်နေမှာပဲမန်ဘိုးတော်အပြစ်မပါပါဘူးအဲ့ဒီနောက်တော့ဆရာဝန်ကြီးကမေရီရဲ့လေတိုင်ကလေးပေါ်မှာတွေးကြည့်ဦးပြီးကြည့်ရခဲ့တဲ့ကျိုးရကလေးကို၎င်းဆွန်ကျိုးကို၎င်းကြည့်ရှုပြီးကလေးကစားတဲ့အချီကျိုးကလေးသုံးဘက်ရှစ်ဘက်ယုံနဲ့လဲပင်းအိပ်ပြီးတရတယ်ဆိုခြင်းကတဘာဝတိုင်းဆိုရင်ဘလို့နည်းနဲ့မှမဖြစ်နိုင်ကြဘူးဒီလိုအချီအရာကဒီတက်နုနေတဲ့အခါလေသားအရွယ်ကလေးတို့ကမှညက်တတ်ဖို့မဖြစ်နိုင်ကြဘူး အခုလိုထူးဆန်းတဲ့အမှုကိုမိမိတသက်နဲ့တကူမတွေ့ဘူးကြောင့်ရှင်းလင်းပြပြတော့ကျွန်တော်တို့ကမျက်ရည်ကျအောင်ကလွဲလို့အခြားမရှိနိုင်တော့ပါဘူးနောက်တလားလောက်ကြာမှကျွန်တော်ကအဲ့ဒီအချိန်တုန်းကထွက်ခဲ့ရလေတော့ထောင်မူကြီးကိုနှုတ်ဆက်တဲ့ကမရီကိုတတိယရတဲ့အတွက်ထောင်မူကြီးကကျွန်တော်ကမျက်ရည်လေးလေလာကြပြီးအတော်ပင်အင်းဒီဆဲလို့စကားပြောကြရတယ်ထောင်မူကြီးကအလွန်ကျေးဇူးတင်ညာထုတ်ဖို့ပြောဆိုတော့ကျွန်တော်ကစိတ်စီတန်းနေလိုက်ရတယ်ဒီနောက်ကျွန်တော်ကလည်းအဲ့ဒီမျိုးမှမနေတော့ဘဲနဲ့အပီအောက်ရောက်ကိုဆုံစင်းခဲ့တော့ခွန်နေရှင်ရဲ့ရွယ်ကပြားမကလေးတွေကိုမြင်နိုင်ကျွန်တော်လက်ပေါ်မှာအသက်ပြောက်သွားရှာတဲ့မရီကိုတတိယမိတယ် ဒီလိုသတိရမျိုးနာမကထောင်မှုကြီးရာဇဝင်ကိုပြန်ပြောင်းစဉ်းစားလိုက်မိတိုင်းသူ့ရဲ့သားကလေးဘေဘီအတွက်ကိုပါတွေးပြီးပူပန်မိတယ်။သို့တော့နောက်ထပ်တော့သူ့အချောင်းကိုသတင်းစုံတရားမကြားတော့ဘဲနဲ့ရှိတော့ထောင်မှုကြီးသားဘာပေါ်မှာဆွဲလန်းမိတဲ့ကျွန်တော်တန်ရောစင်ကလည်းနောက်ဆုံးမှတပြေးပြေးလျှော့ပါလို့သွားပါတော့တယ်။ဒီကနေ့တက်ဆက်တဲ့ဝတ္ထုကလေးကိုဒီနေ့လေးမှာခေတ္တကျင်းနားလိုက်ပါတယ်။ဒီကနေ့တက်ဆက်တဲ့ဝတ္ထုကလေးကတော့စာရေးသူတကုံရှင်များရည်သားထားတယ်။ဝိညာဉ်ကလေးစားသူတွေဝတ္ထုကလေးကိုတက်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးပါဦး ဖိနာကတော့ဒေါက်တာရမ်လန်နဲ့ပြေးထားပါအောင်ခင်ဗျအားလုံးကိုသူပဲကျေးဇူးတင်ပါတယ်